ကျွန်တော်ဒီနေ့မှာ bio filter system နဲ့ပေါ့နော်ဒီရေတန်းလုံတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါတော့ကျွန်တော်ဒီရေအနောက်တွေပေါ့နော် coffee အောင်လို့ရှိတဲ့ရေနောက်တွေလည်းရတယ်။နောက်တန်ကြီးအောင်ဖြစ်နေတဲ့ရေနောက်တွေလည်းရမယ်။နောက်ရွှွန်ရေလိုဟာမျိုးတွေလည်းဒါရေတန်းလို့ရမယ်ပေါ့နော်။အခုကကျွန်တော်တို့ဒီငလင်းလှုပ်ပြီးတဲ့နောက်ပိုင်းမှာတော့ရေတွင်းရေကန်တွေတော်တော်များများဒီမြေအောက်ရေတော်တော်များများအကုန်ရွှွန်နေဖြစ်တယ်။ တန်ကြီးအောင်နေဖြစ်ကုန်တယ်အကုန်လုံးပေါ့နော်အဲ့လိုအမျိုးကျွန်တော်ဒါတန့်လို့ရတဲ့အနေထားပေါ့ဒါရှုပ်ရတဲ့ရကျွန်တော်ဒီဒီ20လီတာပို့နှစ်ဘူးလောက်ချင်းရရပေါ့ဗျာအခုဆိုရေရတော့ကျွန်တော်ဒီ fit အနည်းဆုံးတော့ကျွန်တော်တမိုက်လောက်ပေါ့နော်တမိုက်လောက်တော့ကျွန်တော်ရှိတင်တဲ့အပေါ်မှာအပြီးရင်ကျွန်တော်တို့ကဒီကကြောက်တဲ့ထက်သဲတဲ့ထက်နောက်ကလည်းဒီမှာဒီမှာဆိုတော့ဟိုပါပေါ့အုံဆန်ခွန်ရှိရဲ့အုံဆန်ခွန်တစ်ထက်ရှိမယ်နောက်ကကျွန်တော်တို့ဒီမှာမီးသွေးတစ်ထက်ရှိမယ် ဇပကွန်မီတွေးနဲ့ကျွန်တော်ရိုးရိုးထင်းမီတွေးပေါ့နော် အသေးလေးရှိမယ်အဲ့တော့ကဒီဟိုဟာရှိမှာပေါ့နောက်အောက်ဆုံးကတော့တော့ကြောက်ပေါ့နော်တို့ကလက်နှလုံးစီလောက်အနည်းဆုံးတော့ရှိရမှာပေါ့နော်ဒါကိုကျွန်တော်ဒီပေါ်ဝါပိုင်းလေးနဲ့ကျွန်တော်နောက်ပိုင်းမှာဒီပြောပြပေးမယ်အဲဟိုဟာပေါ့နော်ကျွန်တော်တီးတန့်ထပ်ပြောပါပေးပါပေါ့နော်ဟိုဥစားမှာကျွန်တော်ဒီ YouTube channel မှာလည်းကျွန်တော်တင်ပေးမယ်ပေါ့နော်ဒါတော့ဒီမှာလက်ရှိနေတာရေသားထွက်လာတဲ့အနေထားပေါ့နော်ဒါရှုပ်ရင်အရင်ကျွန်တော်ဒါရေသားထွက်လာတဲ့အနေထားပေါ့ဒါဒီမှာဆိုတာတုံးလို့ရမယ် ဒါရေသန်းအဖြစ်တောက်ခြင်းနဲ့တောက်သုံးခြင်းနဲ့လူတွေကတော့ကျွန်တော်ဒီကြိုးချက်တောက်တာကရိုနင်းဆေးလိုပုံစံမျိုးပေါ့နော်ရေသန်းဆေးပြားတွေထည့်တောက်တာနောက်တော့ကကျွန်တော်ကျွန်တော်ဒီပလင်းထဲမှာထည့်ပြီးတော့ပေါ့နော် နေထဲမှာ၈နာရီလောက်ပေါ့နော်အဲ့လိုအပူပြီးပြီးတော့တောက်တာမျိုးတွေလုပ်လို့ရပါတယ်ပေါ့နော်အဲ့တော့ရေရအနေထားကဒီလိုပေါ့အဲ့တော့ဒီငလင်လှုပ်ပြီးတော့အတွင်းထဲမှာလေရှွန့်နေနှုံးနေတဲ့ရေတွင်းတွေရောပြန်မဆဲနိုင်သေးတဲ့လူတွေတော့ ေသုံးရတာအဆင်မပြေတဲ့လူတွေကြည်အောင်လှုပ်လဲနီလန်းနှစ်နီလန်းပေးမှာပါနော်ဒါကတော့ဒီကျွန်တော်ဒါဒီနီကဒီလိုနောက်ကြည့်နေရေကျွန်တော်ဒီကြောက်ချင်ခဏထဲစိမ်မှာ9မိနစ်လောက်ထဲစိမ်စိမ်ပြီးရင်အငိမ့်ထားပြန်ဆက်ပြန်ဆက်ပြီးရေကိုသွားမလှုပ်နဲ့အငိမ့်ထားပြီးရတာထိုင်သွားလိမ့်မယ်ပေါ့နော်အဲ့လိုနေထားမျိုးဒီအနေလေးအကုန်အောက်ထိုင်သွားလိမ့်မယ်ဒါကြီးကြည်သွားလိမ့်မယ်သုံးရပြည့်သုံးလို့ရတယ်ပေါ့အဲ့နီလန်းလေးပေါ့နော်ဒါဒီကြောက်ချင်လေးလို့အဲ့လိုစိမ်ထားလိုက်ရှင်ရည်တွေပါ အရှုံရည်တွေကိုတောင်းမှာပေါ့အကြောက်ရှင်ခဏစိန်ပြီးတော့ဗောနော်အဲ့ဒါပြန်လှုပ်လိုက်ဒီအလဲမှာဒီအနေတစ်ခေးနဲ့ဒါစုလာတဲ့နေသားပေါ့ဒါလွင်နီးဗောနော်ဒီမြန်မာကြီးရဲ့လွင်နီးပါစုလာတစ်ခေးနဲ့ကြီးလာတယ်မဲ့တော့လှုပ်လို့တော့မရဘူးသူ ဒါဆိုရင်တော့ကြောက်ချင်ထည့်ပြီးတော့ခဏကြာမှာပေါ့နော်ဒါကြောင့်ကြီးလာနေတာပေါ့တ냐သိထားရင်တော့ထုံးတက်တွေပါအကုန်ကြာသွားလိမ့်မယ်ပေါ့နော်